အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ပွဲပြီးသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ် ကောင်းမွန်သောနေ့လေးနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုံမကောင်းတောင်းပြီးလဲပါတယ်အဒီနေ့ပွဲပြီးသုံးသက်ချက်မှာဒါကျွန်တော် Manchester City အသင်းနဲ့ဒါ Crystal Palace တို့ရဲ့ပွဲစဉ်ကပြီးဆုံးသွားခဲ့ဖြစ်တယ် Manchester City ရဲ့ရော နောက်ကနေရောပြန်လိုက်လာနိုင်စွမ်းကအင်မတန်မှမြင့်တက်ခဲ့ပြီးဒါကျွန်တော်တို့ပွဲပြီးတဲ့အချိန်မှာဒါကျွန်တော်ဂိုးပြတ်ရတဲ့တစ်ခုထိပါပေါ်ဆောင်နိုင်ခဲ့တဲ့ဒီကို City အသင်းကတော်တော်လေးကိုဒါခြေစွမ်းပြခဲ့တယ်အဲ့တော့ဒီနေ့ပုံမှန်ဒါ City အသင်းနဲ့ဒါကျွန်တော်မမန်ရဲ့အပွင့်လေးဆုံးပြောမိနစ်30နောက်ပိုင်းမှာ City အသင်းကို City အသင်းလို့ပြန်လည်ပြီးတော့ရှာရှာပပဒီနေ့မှာခန်းစားရတဲ့ပွဲတစ်ပွဲလေးပဲပြောရမယ်တော့ပါ ါတယ်ပထမပိုင်းမိနစ်30မှာ City ကို City လို့မခံစားဘဲကျွန်တော်ကနိုင်လုံနေတဲ့ဥစားကို Crystal Palace ကနေခွင့်ကောင်းယူသွားခဲ့တယ်ဒါပထမအောင်ဆုံးဒါကျွန်တော်တို့ ရှင်းမနေမှာဒါကျွန်တော်တို့ easy ရဲ့သင်ကုန်းနဲ့တူတာစတင်ပြီးတော့ဖွင့်လိုက်တယ်။အမှန်တရားကျွန်တော် Ismaili စာပေးပို့လဲဘောလုံးကိုဒါကျွန်တော်တို့စာကနေပြီးတော့ကျွန်တော်တို့ဒါ easy ကနေပြီးတော့ AA စစ်စစ်ပိတ်သွင်းသွားခဲ့တယ်။ပေးလိုက်ပြီးတော့ Rangan Boss set piece ကနေပြီးကျွန်တော်တို့ဒါ Richard ရောက်တာခေါင်းတိုက်ပြီးသွင်းသွားခဲ့တယ်။ကံကောင်းသွားခဲ့တာတခုကဒီနေ့ဒါကျွန်တော်တို့ဒီရက်သက်တပတ်မှာစပြီးတော့ဒါ Premier League အနေနဲ့ semi automatic ဒါကျွန်တော်တို့ AI ကိုအသုံးပြုပြီးတော့ဒါကျွန်တော်တို့အလူကျွန်ထောင်ချောက်ဥစ္စာကိုကျွန်တော်စတင်ပြီးတော့ဒါကြည့်ရတယ်မှာပါ။အဲ့တော့ဒီဟာကဒါကျွန်တော်တို့ Manchester City တော်တော်လေးကိုအသက်ရှူကြအောင်ဆရာရခဲ့တယ်။ဘာလို့တော့ ခရစ်စဘေးလေးစီရဲ့တောင်းပန်ကစားသမားဖြစ်တဲ့ easy တယောက်ကဒါတတိယကိုကိုသွင်းသွားခဲ့ပြီးပွဲကိုလုံးဝပိတ်သိမ်းဖို့အတွက်ကြိုးစားသွားခဲ့တယ်ဒါပေမဲ့ easy ရဲ့သွင်းကိုကလူကျုံနေခဲ့ပြီးဒါကျွန်တော် semi automatic ရဲ့ဒါကျွန်တော် website မှာကြည့်ရမှာဒါ easy ရတာခြေတော့ကပေါ့နော်ခြေခြေ shape ကဒါလုံးဝဒါတိတိတသားဂျွန်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ပြောချင်တာက2-0ဖြစ်သွားတဲ့အချိန်မှာဒါလက်မမဲ့ရတာ Kevin De Bruyne ဒါကျွန်တော် season ထိတ်မှာဒါကျွန်တော် free kick ရတယ်အဲ့ဒီ free kick ကတဆင် Kevin De Bruyne ကျွန်တော်ကန်ချလိုက်တဲ့ဘောလုံးကိုတော့ဒါကျွန်တော်လုံးဝဝင်သွားအဲ့တော့လုံးဝ2-1မှာဒါကျွန်တော်ပွဲအဖြစ်ကိုပြောင်းဖို့အတွက်ကြိုးစားလာခဲ့တယ်စီးသင်းနေတာခုနက wake up call တခုဒါမိနစ်30မှာရသွားခဲ့ပြီးတော့ Kevin De Bruyne ဦးဆောင်နေတာစီးသင်းကိုကောင်းကောင်းမွန်ပြန်မြင်လာခဲ့တယ်ပြောချင်တာဒီမိနစ်30ပဲခုနကပြောသေးပဲ ခမရ City ပြန်လာမယ်ဆိုတာတိတဲ့ feeling တခုရပါခါရဲဆိုတာ City သင်ရှုံးပြီဆိုရင်ဒါကျွန်တော်ဒီနှစ်မှာ City သင်ကရှုံးပြီกว่าဆိုတဲ့ feeling ကြီးကိုကျွန်တော်အမြဲတမ်းရတယ်ဒါပေမဲ့ဒီပွဲစဉ်မှာကြည့်မယ်ဆို City သင်နေတာကျွန်တော်တို့ Kevin De Bruyne ရဲ့ဒါနောက်ဆုံးပွဲစဉ်နေမှုလို့လာတော့မသိဘူးเนาะဒီပြတာကျွန်တော် Guardiola ကစဒီနှစ်ပွဲစဉ်ကိုလိုလိုချင်ချင်ကိုနိုင်ခြင်းတဲ့တဲမှာပါတယ်ဒီနှစ်ပွဲစဉ်မှာဒါကျွန်တော်တို့ ဂွာဒီယိုလာနေနဲ့ဒါကျွန်တော်တို့ line up ကိုလည်းကြည့်မယ်ဆိုရင်တော့လူငယ်တော်တော်များများတာကျွန်တော်နေရာပေးလာခဲ့တာကိုတွေ့ရမယ်ဒါကျွန်တော်တို့ O'Reilly ဒါကျွန်တော် McGady ဒါကျွန်တော်တို့ Rico Lewis တို့အုပ်စုကိုဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တွေ့လာခဲ့ရတယ်အဲ့တော့ပြောချင်တာကဒီနေ့ပွဲစဉ်မှာတေချာကြည့်မယ်ဆိုရင် City အသင်းနေနဲ့သူအဲလက်ရှိဂွာဒီယိုလာနေနဲ့ဒါကစားကွက်လဲဆန်းရင်ဒါကျွန်တော်လုတ်ရဲလုတ်ပြရင်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ ဟာသားတကူအနေနဲ့ပြောမယ်စပါတင်စိတ်ဝင်စားပြီဆိုအဲ့ဒီနီးပြကပြတုတ်တာပဲပေါ့နော်အဲ့တော့စပါတင်နေတာကျွန်တော်မမေရဒီလွန်ခဲ့တဲ့တာရက်သက်တစ်ပတ်နေရမှာဒါကျွန်တော်တို့အိုလီဗာအိုလီဗာဂလတ်စနာဒါစိတ်ဝင်စားရဲဆိုပြီးတရင်တွေထွက်ပေါ်လာခဲ့တယ်။သူ့ပြင်မဲ့တော့ညာလက်ဒီနေ့ပွဲစဉ်မှာဒါအိုလီဗာဂလတ်စနာနဲ့နှစ်ကိုးတွင်းတာကနေပြီးတော့ငါးကိုးတွင်းသွားငါးကိုးတွင်းခံလိုက်ရတယ်ပေါ့နော်။အဲ့တော့စပါတင်ဒီပြဖြစ်ရမယ်ဒါကျွန်တော်တို့ရာဇဝင်များပါလာ။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ခရစ်စတယ်ပဲလေးစီရဲ့နောက်တစ်ခုကိုပြောရမယ်ဆိုအထင်အရှားဆုံးအချက်တစ်ချက်ကဘာများဖြစ်မလဲဆိုပြောရမယ်ဆိုရင်တော့ဒါ ကျွန်တော်အနေနဲ့ပြောမှဆိုရင်တော့မဂါအီတယောက်မပါလာနိုင်တော့တော်တော်လေးကိုဆိုးရွားသွားခဲ့တယ်လို့မြင်တယ်။မဂါအီအနေနဲ့တကယ်ဟုတ်တယ်ကျွန်တော်တို့ဒီဆန်တာဘက်ပဲရီမှာဒီနေ့ပုံမှာနောက်ထပ်တစ်ခု Oliver Glasner မှားတဲ့အချက်တစ်ခုပါဆိုသူ3ဆန်တာဘက်တက်ဆန်တာဘက်မှာဒါကျွန်တော် Jeffrey Lamar ကြီးကိုမလိုအပ်ဘဲနဲ့တက်ဆန်တာဘက်ကြီးထားလိုက်တာကတော်တော်လေးကိုဆိုးရွားသွားတယ်လို့မြင်တယ်မဟုတ်နော်။ဒါကျွန်တော်သူ့ရဲ့ဒါ343ရဲ့ဒါအတက်မှာဒါ front foot ကပို့ပြီးအသက်ဝင်ခဲ့ပေမဲ့တကယ်တမ်းပြန်ဆန်စားကြည့်မှာ cancel ပိုင်းမှာတော့တစ်ဖက်ကဒါကျွန်တော်တို့အဲ City အသင်းရဲ့ pressure ပေးမှုတွေကိုလုံးဝမခံစားနိုင်တော့ဘဲနဲ့တောက်လျှောက်ရှုံးသွားခဲ့တယ်မှာပါ။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ personally ရပြောရမယ်ဆိုတော့ City က ဘလူကစားကွက်ပုံစံမျိုးကိုဒါကျွန်တော်တို့ကင်လဲဆိုတာတိတ်တော့မကတဲ꽌ပေမဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့အလုတ်ဖြစ်သွားတယ်လို့ပဲဆိုရမယ်ဒီမှာပါတယ်ကေဗင်ဒဘရိုင်းနာကဒီနေ့ပွဲစဉ်မှာ well deservingly ဒီနေ့ဒါကေဗင်ဒကေဗင်ဒဘရိုင်းနာရဲ့အကောင်းဆုံးပွဲတစ်ပွဲလို့တောင်ပြောလို့ရတယ်ပွဲတစ်ပွဲကိုကေဗင်ဒဘရိုင်းနာစီကကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်တကယ်လဲနိုင်ငုံနိုင်သိတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တယ်ဒီနေ့ပွဲမှာဒါ CD အသင်းရဲ့ဒါကျွန်တော်နောက်တန်းတွေကိုလည်းဒါစာမီးဝက်ဆက်ခဲ့တယ်မှာပါတယ်ရူဘင် DS ကဘာဒီယိုအနေနဲ့လိုအပ်ချက်များစွာရှိခဲ့ပေမဲ့ဒါပထမပိုင်းနှစ်ကိုတွေးတာကလည်းနောက်ပိုင်းပွဲစဉ်တွေမှာဒါတောက်လျှောက်ကိုဒါကျွန်တော် ကွန်ဘိုရှာထိန်းနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ Ismaili Sa ဒါကျွန်တော်တို့ Mateta ကိုဒါအကောင်းဆုံးထိန်းနိုင်ခဲ့တယ်ဒါပေမဲ့ Mateta ကလည်းဒါဒုတိယပိုင်းမှာဘာကြောင့်မှမသိဘဲနဲ့ဒါဆော့ဆီထွက်သွားခဲ့တယ်ပေါ့နော်ဒါကျွန်တော်တို့တရားဝင်တာပြောတဲ့လူတော်မှာဒံအားကြောင့်လားဒါမှမဟုတ်ဒါနီးစနစ်ကြောင့်လားအမှန်တကယ်နီးစနစ်ကြောင့်တော့ကျွန်တော်တို့မတည်ဘောတော့တူတူဒါပထမပိုင်းပြီးတဲ့ချိန်မှာတူတူဖြစ်နေပြီပေါ့နော်တူတူဖြစ်တဲ့ချိန်မှာ Crystal Palace အသင်းနဲ့ဂိုးလို့တယ်ဂိုးလို့တာကြီးကိုဒါကျွန်တော်မာတေတာကြီးကိုထုတ်ပြီးတော့ကျွန်တော်ကာတနက်နဲ့ဒါကျွန်တော်ဝေဟူးကြီးကိုထည့်တယ်ဆိုခဲ့ဒါကြောင့်မာတေတာဒဏ်ရာကြောင့်ပဲလို့ပဲကျွန်တော်တို့ဒါထင်နေတယ်မှာဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါ Crystal Palace ရဲ့နောက်တန်းရဲ့ဒါအမှားတွေကလည်းအများကြီးအများကြီး အသက်ဝင်နေတယ်မှာပါရဲတာလာ cross ဒါလာမှာအဲ့တော့ပြောချင်တာ crystal palace နေနောက်ပိုင်းပွဲစဉ်ဒီမှာကောင်းနေတာကဒါကျွန်တော်သူတို့ရဲ့အဓိကခံစစ်ကစားသမားဖြစ်တဲ့ဂါရီကြောင့်မလို့ကောင်းနေတာဆိုတော့ဆက်လက်ပြီးပြသခဲ့ရတယ်မှာပါရဲ Oliver Glasner ကတော့စပါးများစိတ်ဝင်စားမယ်ဆိုတဲ့အတန်များထွက်ခဲ့လို့လားမသိဘူးတကယ်ဟုတ်တာနှစ်ကိုးသွင်းပြီးမှငါးကိုးတီတီကိုပြန်ပေးခဲ့တယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါ City အသင်းနဲ့ပြန်ကြည့်မယ်ဆိုတော့တော်တော်လေးဟုတ်တာမဆိုးဘူးဗျအားရစရာကောင်းတယ်ခုနပြောလို့ပဲဒီနှစ်တွေမှာဒါကျွန်တော်တို့ဒီပထမပိုင်းဟိုခုနပြောလို့ပဲဒါ3-0လောက်ထိကိုကျွန်တော်သိပ်ပြီးမကြိုက်ဘူးဟိုတော့တော်တော်လေးပေါ်တီပေါ်ပြတ်နိုင်တယ်ပေါ့နော်စီးတင်းတဲ့ဒီလက်ရှိမှာ ာပါရီမတာတောက်ကတောက်လျှောက်တာကျွန်တော်ဘီနာကဟိုပက်ဂွာလာတယောက်ဆွတ်ဆက်ပြီးအော်နေလို့တော်တော်လေးကိုတိတာခဲ့တဲ့အနေအထားမှာရှိတယ်ဒါပေမဲ့ဒီနေ့ပေါ်စမှာဂွာဒီယိုလာတော်တော်လေးကိုနိုင်ကျင်နေပြဗောက်ဆိုသူနေနေတာ3 2ဖြစ်သွားချင်မသူနေအလွန်ကျော်အောင်ပွဲခံခဲ့ရတော့တွေ့ရမယ်တဲ့မှာပါတယ်သူနေပရိသတ်တွေကိုလည်းပို့ပို့ပြီးအပတ်နေအော်ဟစ်ပေးပြီးတော့ကျွန်တော်အားပေးကြဖို့တော့သူကရန်တောက်ဆိုခဲ့တော့တွေ့ရမယ်တဲ့မှာပါအဲ့တော့ လောက game change သွားခဲ့တာ Kevin De Bruyne ရဲ့ chef ပဲ Kevin De Bruyne ကဒီနေ့ပေါ်မှာ down shot သူ့ရဲ့ pass တွေကိုသူ့ရဲ့ဒါ vision တွေကိုတော်တော်လေးကို leader ဖြစ်ခဲ့တယ်။ဒါ prime time Kevin De Bruyne ကိုပြန်တွေ့လိုက်ရနီနီကိုတွေ့ရတယ်မှာပါတယ်။သူ့ရဲ့ဒါ canjet တွေသူ့ရဲ့ပေးပို့မှုတွေကတကယ်ကို classy ဖြစ်လွန်းခဲ့တယ်မြင်တယ်။ဒါခုနကပေါ်သူ့အနေနဲ့ဒါ second assist တွေကိုဘာညာတွေ့ရပြီတယ်မှာပါတယ်။အဲ့တော့ဒီနေ့ပေါ်မှာနောက်ထပ်တစ်ခုအနေနဲ့ဆက်ပြီးပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့တချို့သောကစားသမားတွေဒါတော်တော်လေးကိုအေးပါခဲ့တယ်။ပြီးတော့ဒါကျွန်တော်တို့လက်ရှိ CD အသင်းအတွက်ဒါလူငယ်တွေအတွက်ဂိုးတွေရခဲ့တယ်။ဒါကျွန်တော်တို့ Mackety, O'Reilly ဆိုတဲ့ chart တွေအတွက်လက်ရှိ မှာဂိုးရီရတဲ့စီးရီးသင်းတို့ကတော့တော်တော်လေးကိုကောင်းမွန်ခဲ့တဲ့ပွဲတစ်ပွဲဖြစ်ခဲ့လို့ဆိုလို့ရမှာနော်အဲ့တော့စီးရီးသင်းရဲ့ဒီနေ့ပွဲစဉ်ရဲ့9ပွဲကြောင့်မလို့လက်ရှိမှာတော့ဒါကျွန်တော်တို့ အဆင့်၄နေရာကိုတက်လန်းခဲ့ဖြစ်တယ်တစ်ဖက်ကတော့ Chelsea အသင်းကိုလက်ရှိမှာကြော်ခဲ့ပြီးတော့ဥရောပဝင်ခွင့်အတွက်တော်တော်လေးကိုဒါအခြေအနေပြန်ကောင်းသွားခဲ့ဖြစ်တယ်အဲ့တော့လက်ရှိမှာဒီခြေတိုင်းဆက်သွားမယ်ဆိုတော့ Manchester City အသင်းက Champion League ဝင်ဖို့တည်ကြတယ်ဒါပေမဲ့ဒီခြေကို Manchester City အသင်းနဲ့ထိမ့်သိမ့်ဖို့အတွက်အများကြီးအများကြီးအရေးကြီးရလို့ကျွန်တော်အနေနဲ့ပုံကိုရရ recommend လုပ်ချင်တယ် City အသင်းနဲ့ဒီနေ့ပွဲသမားတာရွှေဘတ်ကိုရွှေဘတ်လို့ရှာရှာပါပါဒီနေ့မှာခန်းစားရတဲ့ပွဲတစ်ပွဲဆိုရင်ကျွန်တော်အနေနဲ့မှားမယ်မထင်ဘူးဒါပေမဲ့ခန်းစပိုင်းကတော့လူသိတယ်ဗျပေးလိုက်ရတဲ့ဘေးကိုတွေကတအားလွယ်လုံးမကြီးတယ်ဒါလက်ရှိ Sky Sport ရဲ့ commentator ပြောသူပဲပထမဆုံးအတွင်းသွားတဲ့ ော့ဒုတိယအသွင်းကတော့ set piece ကတော့ထားပါပထမဆုံးအသွင်းတော့အသွင်းကတော့ city လို့အသင်းမျိုးရတယ် city လို့အိမ်ဝင်း at the head လို့ကွင်းမျိုးမှာဒီလိုမျိုးအသွင်းကိုအသွင်းသွားတာကတအားကြီးလွယ်ကွန်လုံးဝမကြီးနေဘူးလားဆိုပြီးတာ commentator ကလည်းဒါကျွန်တော်ပြောပြခဲ့တယ်မကျွန်တော်ရဲ့ဒါကြီးကိုပုံမှန်လေးပြောလက်ခံတယ်ဒါလုံးဝမဖြစ်သင့်တဲ့အခြေအနေတစ်ခုလို့ကျွန်တော်အနေနဲ့ပုံကိုရဲ့လက်ခံတယ်ဒါ city သင်းတဲ့နောက်ပိုင်းဒါပြီးလဲပြီးတော့ဒါဒုတိယပိုင်းမှာလုံးဝပြောင်းလဲသွားတဲ့ city သင်းကြီးကိုတွေ့ခဲ့ရတယ်တကယ်တဲ့ခြေနှစ်ဖူးကောင်းတဲ့ဒါ city သင်းကိုတွေ့ခဲ့ရတယ် crystal palace အနေနဲ့ကြည့်မယ်ဆိုရင်ဒါလက်ရှိမှာဒါကျွန်တော်အောက်ကအသင်းတွေကအမှတ်ပြန်ကတ်လာခဲ့ပြီးဒါတဖြည်းဖြည်းဒါဒီနေ့ပုံစံမှာဒါဒီဘက်မှာဒါ brandford ဒါ ျွန်တော်တို့အာဘရန်ဖို့ကလည်းတော့ဘွေးမချော်ပြပြစမ်းသပ်ကြည့်မှာဆိုအာစနယ်နဲ့တွေ့မှာဆိုတော့ကြောင့်ကန်ကောင်းသွားပဲလေးစင်နေတာလည်းရှိဘရန်ဖို့ကလည်းဒါကျွန်တော်အာစနယ်နဲ့တွေ့နေတယ်ယူနိုက်တက်ကလည်းဒါကျွန်တော်တို့ဒါညူကာဆယ်နဲ့တွေ့နေကြအောင်မလားအပေါက်ကတင်းနေနေသူ့ကို cash လုပ်ဖို့တော့တင်းနေလေးခက်ခဲသွားတယ်ပြဿနာကလည်းရှိမှာဒီနေ့ပွဲရှုံးနေမှုကဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင် Christian Bailey အတွက်တော်တော်လေးကိုဒါအဲကြီးမားတဲ့ရှုံးနေမှုတစ်ခုလို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒါအပေါက်ကတင်းနေနေလားအမက်ပြန်ကက်ရေးအစီအစဉ်မှာတော်တော်လေးကိုဒါ ော်တော်လေးအားနေကိုပြောချင်တာသူတို့ရဲ့ဥရောပရဲ့အိမ်မက်တွေကဒါမိမ့်မိန်သွားခဲ့တယ်ပေါ့နော် Oliver Glasner နဲ့ဒီနေ့ပွဲစမှာဒါသူ့အနေနဲ့ဒါ Maggie တယောက်ကိုဆုံးရှုံးခဲ့တာတော်တော်လေးကဒါထိုးနှက်ချက်ကြီးမှလို့မြင်တယ် City တင်းနဲ့လက်ရှိမှာဒါတည်ကြရတယ်မဲ့ Chelsea တင်းနဲ့ဆိုင်တဲ့ပွဲပူကစားပြီးတော့နှစ်မက်အသာနဲ့တူ Champion League ဝင်ခွင့်ကိုတော့ဒါတော်တော်လေးကိုတည်ကြနေပြီဖြစ်တယ်ဒါပေမဲ့အောက်ကတင်းနဲ့လက်ရှိမှာအမှတ်ကြီးအရန်ကြီးမကွာသေးတဲ့ကြောင့်အသက်ရှူချိန်ကိုတော့ဒါကျွန်တော်လက်ရှိမှာ ပုံမှန်လေးစုနေတာဖြစ်ပါတယ်လက်ရှိမှာဒါကျွန်တော်တို့ဒါ AC ကစားမယ့်ပုံစံမျိုးထပ်ဆိုင်တကယ်တော့ဝန်ထမ်းဝန်ထမ်းကစားမယ့်အနေထားမှာရှိတယ်အဲ့တော့စီတီတင်တို့ကဒီနေ့ပွဲစံမှာပြန်ကြည့်မယ်ဆိုနေတာကတော့ဘာလို့လဲ Twin Go G ပဲမဟုတ်ဘဲနဲ့ဒါကျွန်တော်အရေးပါတဲ့အခန်းကဏ္ဍမှာဆိုရင်တော့ဒါဟို ဘလို့ပြောမလဲပေါ့နော်ဒါပုံမှန်လေးနဲ့ပြောမယ်အရေးပါတဲ့အခန်းကဏ္ဍမှာဆိုရင်ဒါ vibe ရတော်တော်လေးကိုကောင်းခဲ့တဲ့ vibe တစ်ခုနဲ့ကျွန်တော်ခံစားရတယ်ဒီမှာပါအဲ့ vibe ကဘာများလဲအဲ့ vibe ကတော့ပြောရမယ်ဆိုရင် Manchester City အသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကသူတို့အနေနဲ့ဒါငါတို့အသင်းကိုငါတို့အသင်းကိုခံစားရတဲ့ပွဲတစ်ပွဲလို့ကျွန်တော်အနေနဲ့ personally ပြောချင်တယ်ဒီလိုမျိုးခံစားမှုမရလဲ City အသင်းစီကရင်တော်တော်လေးကိုကြာမြင့်ခဲ့ပြီလို့ပဲပြောရမယ်ဒီမှာပါဒါပဲပြော City အသင်းအတွက် congratulation ပါလို့ပြောချင်ပါတယ် City အသင်းလို့ City အသင်းကိုစတင်ပြီးတော့ရှာရှာပပပြန်ခံစားရတဲ့ပွဲတွေတစ်ပွဲပြောလို့ရတယ်ဒါ Guardiola ကလည်းဒီလိုမျိုးဥစ္စာကြီးလက်ခံပေးလို့မြင်တယ် ယ် Crystal Palace ကဒါလက်ရှိမှာဒါနောက်ဆုံးပြိုင်ပွဲဆို၅ဘွယ်ရှုံးပွဲမရှိတဲ့ဥစ္စာကိုတော့ Glasner ရဲ့ဒါရှုံးပွဲတစ်ခုနဲ့စတင်ပြီးတွေးကြရတာဖြစ်ပါတယ်။ဒါလောက်ပါပဲ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 point ဆိုနဲ့ TV4 ကြီးတို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်။မမကြီးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment ကြီးထဲမှာလည်း Youth Sport Media 3 point ဆိုနဲ့ TV4 ကြီးတို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မတ်တော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like or subscribe လေးပဲကျွန်တော်အားပေးလို့ရပါရ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမမေ့နိုင်ဖြစ်ပါတယ်။ အောက်က comment တွေမှာလည်း YouTube Media 3.0နဲ့ TV4 ကြီးတွေ link တွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်ကျွန်တော်တို့နောက်မှ AAC တွေ့ကြတာပေါ့အခုချင်းငလင်တန်းကိုကူညီပေးနေတဲ့ညီကိုမောင်မအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့ဒါနောက်မှ AAC တွေ့ကြတာပေါ့ဒေးပါပါဗျာ